ခန္ဓာတဲဝါလာတဲ့နန်းတော်လိုလိုအဆောက်အဦကြီးတွေကိုမတ်မြရင်တရားဟာရှောက်လန်းလာခဲ့ပါတယ်။ဘသူကမှမဖိတ်ခေါ်ပဲနဲ့ဝင်လာခဲ့ပေမဲ့ယင်ထဲမှာတော့ကြောက်စိတ်တွေဟာစိုးစင်းများမရှိပါဘူး။အတွင်းထဲမှာရွှေငွေကြောက်တံပရမများတို့နဲ့စီချဲထားတဲ့ပလင်လိုယူဆရတဲ့ထိုင်ကုန်တစ်ခုနားကိုမတ်မြရင်ဟာတိုးကပ်သွားမိပါတယ်။ ဒီလိုပုံစံမျိုးတွေကိုသူမတသက်နဲ့တခါမမြင်မှုမကြုံမှုတော့အန်အောစိတ်တို့ဖြစ်ပြီးတော့လက်ပတ်ကြည့်နေခြင်းပဲဖြစ်ပါတယ်။ရုတ်တရက်ဆိုသလိုမမျှရဲ့နှာခေါင်းထဲကိုနတ်သက်ပြူအနံ့မွေးတို့ဟာကျန်လာခဲ့ပါတယ်။တရှက်ရှက်နဲ့အနောက်ကခြေတံကိုကြားရတာကြောင့်မမျှရဲ့လက်ကြည့်လိုက်တော့ဟမ်တကူလုံးဟာရွှေရောင်တွေတောက်ပနေတဲ့အဖိုးကြီးတယောက်လက်ကလည်းကလေးလေးတယောက်ကိုဆွဲထားပါတယ်။သမီးမမျှရဲ့မမျှရဲ့ကသူမရဲ့နာမည်ကိုသိနေတဲ့အဖိုးကြီးကိုပြန်ပြီးတော့ထိုးလိုက်မိပါတယ်။ရှင်းပါအဖိုးကြီးကလက်မဆွဲထားတဲ့ကလေးငယ်ကိုတစ်ချက်ကြည့်လိုက်ပြီးတဲ့နောက်မှာတော့ငါသမီး ဟောရီကလေးကအထုံရေဆက်ပါတယ်ကွအခုဟောရီကအဘရဲ့မြေးလေးကသာသနာပြုကျင်တဲ့အတွက်ငါသမီးတို့စီကိုပါထည့်ပေးလိုက်ခြင်းနဲ့မမရရင်လည်းခင်မို့ဖြစ်သူကိုမြင့်သိန်းတို့လင်မယားဟာအိမ်အောင်တတန်း6နှစ်နေပါကြာခဲ့ပေမဲ့လည်းသာသမီးကအခုချိန်ထိမထုံးကားနိုင်သေးပါဘူးအဲဒါကြောင့်ပဲမမရရင်ချက်ချင်းပဲခေါင်းငိမ့်လိုက်ပါတယ်ဟုတ်ကဲ့ပါပါကျမကိုပေးပါရှင်ဒါပေမဲ့မမရရင်ခဏတူဝေသွားပြီးတဲ့နောက်မှာတော့ကျမတို့တွေကစင်းရဲပါတယ်ပါရဲ့ကလေးဒုက္ခရောက်မှလည်းစိုးရိမ်မိတယ်မမရရင်စကားကိုကြာတော့အဲ့ဒီဘိုးကြီးကပြုံးပြီးတော့ ဒီအတွက်တော့မပူပါနဲ့သမီးရယ်ကလေးကိုသာခေါ်သွားပါတခုတော့ရှိတယ်သမီးဘာကိုဂရီတခုပေးရမယ်ဖြစ်မလားဘလို့ဂရီမျိုးလဲပါရဲ့အဘရဲ့မြေလေးအရွယ်ရောက်တဲ့အခါအိမ်တော်တားမွေးမပြုတ်ခိုင်းပါဘူးလို့ပေါ့အဘရဲ့မြေလေးကိုသမီးတို့နဲ့ထည့်ပေးရတဲ့အကြောင်းရင်းဟာတာတနာပြုတ်ဖို့ဖြစ်နေလို့ပါငါသမီးတို့ရဲ့ဇီဝရေးကိုတော့မပူပါနဲ့အချိန်တက်လို့ရှိရင်အဘမြေးလေးရဆောက်ရှောက်ပါလိမ့်မယ်။မမရရင်ကအသေးချစဉ်းစားရင်းနဲ့ကလေးငယ်လေးကိုကြည့်လိုက်တော့အသားဖြူဖြူမျက်လုံးဝိုင်းဝိုင်းလေးနဲ့အလွန်မဲ့ချစ်ဖို့ကောင်းနေတဲ့အခါမှာတော့ဟုတ်ကဲ့ပါပါကျမဂရိပေးပါတယ် အဖိုးကြီးဟာကျင်နဲ့ဆိုပြောရင်းနဲ့လက်ထက်က9နှစ်ရွယ်ခန့်ရှိတဲ့ကောင်မလေးကိုမှာချနေပါတယ်။မြင်းလေးဒီကအမေနဲ့လိုက်သွားနော်။ငါမြေးဖြစ်ချင်တဲ့သာသနာပြုဖို့ဆန္ဒတွေပြည့်ပါစေ။လိန်မအောင်လည်းနေနော်။အဖိုးလည်းမကြကနာလာတွေ့မယ်နော်။အိမ်အောင်သားမွေးမပြုနဲ့။ပြုခဲ့လို့ရှိရင်ပြုတဲ့နေ့အဖိုးလာပြန်ခေါ်မှာကြားလာ။ကလေးမလေးကအဖိုးကြီးပြောသမျှကိုခေါင်းတညင်းချင်းနဲ့နားထောင်ပြီးတဲ့နောက်မှာတော့ကဲကဲငါသမီးယောကလေးကိုခေါ်သွားပြီတော့မမရရဲ့လက်ထဲကိုကလေးမလေးကိုထည့်ပေးလိုက်ပြီးတော့အဖိုးကြီးကလည်းအမြင်အာရုံတွေကနေဝေဝါးပြောက်ွယ်သွားခဲ့ပါတယ် ကွန်မြင့်သိန်းကွန်မြင့်သိန်းကွန်မြင့်သိန်းလို့အဲ့ရကနဲ့ကွန်မြင့်သိန်းလဲလူးလဲထားလိုက်ပြီးတော့ဘာဖြစ်တယ်တော့မြရရဲ့အလုတ်ပင်မလို့အိတ်နေတဲ့ဥစ္စာကိုကောင်းကောင်းအောင်မအိတ်ရဘူးကွာတော်လေလေကျုပ်အိမ်မက်မက်တယ်တော့အာနေအိမ်မက်မက်တာငါ့ကိုနိုးစရာလားဟာဩတော်လေကျုပ်မက်တဲ့အိမ်မက်ကဒီလိုတော့ဖြစ်ချောင်းကုန်စင်ကိုကွန်မြင့်သိန်းကိုပြောပြလိုက်ပါတယ်อืมနင်ပြောတဲ့အတိုင်းဆိုရင်ငါတို့တွေတသမီထွန်းကားတော့မယ်နမိတ်ပဲဟာဟုတ်တယ်တော်ကြီးကျုပ်လည်းအဲ့ဒါကိုဝမ်းသာနေတာတော့လင်မယားနဲ့ရောက်ជីနူးမစုံဖြစ်နေကြချိန်မှာပဲဟင်ကွန်မြင့်သိန်း ရုတ်တရက်မို့ကိုမြင့်သိန်းလန့်သွားပြီးတော့ဟာဘာလဲမမျှရဲ့နင်းကလည်းလန့်လိုက်တာဟာကိုမြင့်သိန်းကျုပ်နှာခေါင်းထဲမှာနန်သက်ဖြူနဲ့ရနေတယ်တော့ကိုမြင့်သိန်းကအသေးချာအာရုံစိုက်ကြည့်လိုက်တဲ့အခါမှာတော့အေးဟာငါလည်းနန်သက်ဖြူနဲ့ရနေတယ်ဟာမှုန်းနေရပဲဟေးနှစ်ဦးသာတယောက်ကိုတယောက်ကြည့်ပြီးတော့ကြည်နူးမဆုံဖြစ်နေကြပါတော့တယ်နေရက်တွေကတဖြည်းဖြည်းနဲ့ကုံလွန်လာတာနဲ့မြားမမျှရဲ့ကိုဝန်ကလည်းရင့်မာလာပြီးတော့ကိုဝန်ဆောင်စဉ်ကြာဝတ်ဆန်တို့ကိုချင်းချင်းတက်ပြီးတော့ကိုမြင့်သိန်းလည်းမကြမကြကြာကံမှာရှာပြီးကြာဝတ်ဆန်တွေကိုခူးကျွေးရပါတယ် မကြမီမှာပဲတမီးဦးလေးတူဖွားမြင်လာခဲ့ပါတယ်တမီးလေးကဖြူဖွေးပြီးတော့လပ်ပါလွန်ပါတယ်နောက်ပြီးတော့အလွန်ထိုးပြီးတော့မကြုံစဘူးတဲ့အရာကလေးစီကမွေးရပါနတ်တပြူရန်နဲ့ထွက်နေတာကြောင့်မရွာတဲ့ကလူကြီးများကတော့မရှင်ပြူလို့အမည်ပေးလိုက်ပါတယ်မရှင်ပြူလေးကလေးဘက်သွားတဲ့အရွယ်မှာတော့တနည်းကွန်မြင့်သိန်းကထန်းတက်ကပြန်လာတော့မမရရင်ကအိမ်ရှိရေရွှဲနတ်မှာအဝတ်လျှော်ဖွင့်နေပါတယ်မြရည်ဘာချက်တော့မိမရဲ့တော်မနေ့ကယူလာတဲ့ဘူးသီးနဲ့ကြက်သားရောပြီးတော့ကာလာသားရင်လေးချက်ထားလေ ကိုမြင့်တဲ့ကြိုက်ကာလာသာဟင်မို့ဘိုက်ထဲကတကူးကူးပင်အော်လာပါပြီ။ကောင်းတယ်ကွာစားရကြည်သေးရဲ့။ဒါနဲ့ငတ်သမီးလေးရော ရှိပါတော့ပက္ခထဲမှာကြုတ်စောတော့ကပဲနှုတ်တိုက်ပြီးတော့တိတ်ထားတယ်။ဩအေးပါအေးပါ။ကိုမြင့်သိန်းကလည်းအိမ်ထဲကိုဘိုက်ဆာဆာနဲ့ဝင်မယ်လို့လှုပ်လိုက်စင်ပါပဲ။တခိခိနဲ့ရဲနေတဲ့သမီးလေးရဲ့ရေတံကိုကြားလိုက်ရပါတယ်။ဟမ်ဒါသမီးလေးရှင်ပြူရဲ့ရေတံပဲ။မြရင်ပြောတော့အိတ်နေပြီဆို။တွားကြည့်ဦးမှာကွာ။မျိုးကြောင်နဲ့ဝင်မဲ့ပြူပြီးမှပကတ်ထဲကမရှင်ပြူလေးရဲ့ရေတံကိုကြားတော့ကိုမြသိန်းပကတ်ကိုသွားပြီးတော့ကြည့်လိုက်မိပါတယ် ဟာမြတ်စွာဘုရားလှုပ်ကြပါဦးမြတ်ရင်ဟဲ့မြတ်ရင်မမြတ်ရင်ကအဝိရှော့နေရာကနေတတုတ်ပြပြနဲ့ပြေးလာခဲ့ပါတယ်ဘာဖြစ်လို့လဲကိုမြင့်သိန်းရဲ့အလန့်တကြားနဲ့ရှင်ကိုမြင့်သိန်းတရားမမြတ်ရင်ကိုပကက်စီကိုလက်ညှိုးထိုးပြလိုက်တဲ့အခါမှာတော့ဟမ်အမလေးမွေမွေကိုမြင့်သိန်းလှုပ်လှုပ်ပါအောင်ကျုပ်သမီးလေးတို့ဒုက္ခရောက်တော့မှာပဲမမြတ်ရင်ပြောသလိုပဲမရှင်ပြူလေးရဲ့ဆောင်ပကက်တဲကိုမွေရောက်ကြီးနှစ်ကောင်ဟာတစ်ဖက်စီပကက်ကျိုးများကနေရစ်ပက်လေးစော်စားနေကြပါပြီမရှင်မြူလေးကတော့ကြောက်လန့်ခြင်းမရှိဘဲနဲ့တခိခိနဲ့ရယ်ပြီးတော့ပျော်နေပုံမှာပဲ မြရင်ကိုတန်းကိုကြားရတော့ပဝင်းကျင်ကလူတွေရောက်လာကြပြီးတော့တယောက်တစ်ပါးကိုကြီးကိုစူးစမ်းကြပေမဲ့လည်းရစ်ပတ်ထားတဲ့မွေရောက်ကြီးနှစ်ကောင်ကကလေးပခတ်နာကိုဘယ်သူ့ကိုမှအကက်မခံမနဲ့မန်မဲနေပြီးတော့ကိုမြသိန်းလည်းဘာလို့မှမသိပါဘူးအဲဒီအချိန်မှာပဲမမရင်တရားဟာတခုခုကိုသတိရသွားတဲ့ဟန်နဲ့အဘရေအဘကျမသမီးလေးကိုကယ်ပါအောင်ဘရေအဲဒီလိုမျိုးလက်ဥချီပြီးတော့ငိုကြီးချမနဲ့ပြောလိုက်ပြီးတဲ့နောက်မှာတော့လူဦးကြားတွေကလေးချူတန်တစ်ချက်ကြဲကြဲလောင်လောင်ထွက်ပေါ်လာပြီးတော့ရစ်ပတ်နေတဲ့အဲ့ဒီမွေကြီးများကလည်းကျမ်းမြင့်ကိုရှော့ချလဲမြဲမြဲဆန်ဆန်မဲထွက်သွားခဲ့ပါတယ်ကြီးနေကြတဲ့လူဦးကြီးတွေမှလည်းမြေ ည်သူဒူးတယောက်မှလေးမချုံမှာပဲနဲ့ထွက်လာတဲ့လေးချုံတန်းကိုရှာနေပေမဲ့လည်းအန်ဟောချင်းများစွာနဲ့သာကျန်ခဲ့ကြပါတယ်။မရှိမြူလေးရဲ့တရင်ကရွာထဲမှာပြန့်နှံ့ခဲ့ပြီးတော့ရွာကလူတွေကလည်းတယောက်တစ်ပေါက်နဲ့မတ်ချက်ပေးဝေဖန်ကြပါတယ်။တဖြည်းဖြည်းနဲ့အချင်းရာသီတွေကုန်လွန်လာတာနဲ့အမျှမရှိမြူလေးကလည်း ဆယ်နှစ်ဆနှစ်နှစ်ရွယ်ပင်ရောက်ရှိလာခဲ့ပါပြီ။ထန်းတက်တဲ့လုံနဲ့အသက်မိုးဝမ်းကြောင်းပြုနေတဲ့ကွန်မြင့်သိန်းတို့လင်မယားမှာလည်းစဘာပဲနဲ့နဲ့ဒေသတွေအသီးနှံနဲ့ကုန်ကူးခြင်းနဲ့စီးပွားရေးဟာလုံတိုင်းဖြစ်ကြံတိုင်းအောင်လာခဲ့တာနဲ့အမျှသူများနဲ့မတူအောင်ကြီးပွားတိုးတက်လာတဲ့ကွန်မြင့်သိန်းတို့ရဲ့တရင်ဟာရွာနီးချုပ်ဆက်မှာပြန့်နှံ့လာခဲ့ပါတယ်။မျိုးနဲ့လည်းအလံဝေးလာတာကြောင့်အုတ်ချုပ်မှုလက်လန်းသိပ်မမီခြင်းနဲ့ဤဒေသမှာတော့တော်မီလောင်ရဲ့တောကြောင့်လက်ကမောင်းခတ်တာတွေလည်းရှိပါတယ်။တညမှာတော့ကွန်မြင့်သိန်းတို့အိမ်နာကိုလက်နက်ကိုစီကင်ဆောင်ထားတဲ့လူတစုကချင်းကပ်လာခဲ့ကြပါတယ်။ဟေ့ညိုကြီးတူတူကွာ။ ငါချက်မပြပဲနဲ့ဘာမှမလုပ်ကြနဲ့နော်ခေါင်းဆောင်လိုယူဆရတဲ့လူကအနောက်ကလူတွေကိုပြောလိုက်ခြင်းဖြစ်ပါတယ်အားလုံးကကောင်းချင်းလိုက်ပြီးတော့ channel ကိုတဖြည်းဖြည်းနဲ့ချင်းချင်းဝင်ရောက်လာခဲ့ကြပါတယ်အိမ်ထဲမှာမီးရောင်မမိန်ကိုတွေ့နေရတာကြောင့်အခြေအနေကိုအကဲခတ်နေကြစဉ်အာအာဒေဝါယာအာအာအိမ်ထဲကိုအကဲခတ်ကြည့်နေစဉ်နောက်ဆုံးကလူကတစုံတစ်ယောက်ကအားနဲ့လွှဲရိုက်လိုက်တယ်လို့မျိုးဖုံးကနေဆိုပြီးအတန်အမီကအဲ့လူရဲ့ကြောကလည်းကော့တက်သွားပြီးတော့မြေပေါ်မှာလူးလိုက်နေပါတော့တယ်ဟဲ့အောင်တန်ကဘာဖြစ်တာတော့ဟုံးကွာတန်ခဲဆိုသူကိုဝိုင်းထူကြရင်နဲ့မေးပေမဲ့လည်းမေးလို့တော့မရတော့ပါဘူး အာသေပါပြီဗျာအာမလေးကြောက်ပါပြီဗျာအာအဲလိုနဲ့ညိုကြီးဆိုတဲ့လူထပ်ပြီးတော့အရိုက်ခံရပါတယ်တပုံးပုံးနဲ့တယောက်ပြီးတယောက်အရိုက်ခံနေရတာကြောင့်ခေါင်းဆောင်ပြည်သူကဒေါသထွက်ပြီးတော့လိုက်ရှာပေမဲ့လူနဲ့တူတဲ့မြေကြီးအရေးအယံကိုမှမတွေ့ရပါဘူးဘယ်ကောင်လဲကွာဘိုးမိုးကျိုးတဲ့ဟေတတိရှိတဲ့ကောင်ထွက်ခဲ့ကွာဇီဝိန်ချွေပေးလိုက်မယ်ဓာတရရန်ရန်နဲ့ခေါင်းဆောင်ပြည်သူမိုးကျိုးဆိုတဲ့လူကအော်ဟေကျိမ်းမောင်းနေပါတယ် ကိုမြင့်သိန်းတို့မိသားစုနဲ့ပတ်ဝန်းကျင်ကအိမ်များကလည်းနိုးလာကြပြီမလဲထွက်မကြည့်ရဲကြပါမိုးကျိုးဆိုတဲ့လူနာမည်ကိုအားလုံးကြားဖူးကြပြီးတော့ဓမြလောကမှာအင်မတန်ရက်ဆက်ကြမ်းကြုတ်တဲ့အဖွဲ့ပဲဖြစ်ပါတယ်အချိန်တွေကိုအိမ်ထဲကနေချောင်းချောင်းကြည့်ရှုပြီးတော့အကဲခတ်နေကြရင်လည်းသိမကြခင်မှာပဲဟာဟိရောက်နေဟိရောက်နေလှုပ်လှုပ်ကြအောင်ကမိုးကျိုးဆိုတဲ့လူကရုတ်တရက်လေးဘော်ကိုမြောက်တက်သွားပြီးတော့နှစ်ပတ်သုံးပတ်လောက်လဲထွက်သွားကကိုမြင့်သိန်းတို့အိမ်ရှိတမာပင်နဲ့ပြေးရိုက်နေပါတော့တယ် မြင်းနဲ့နေပြီဖြစ်တာကြောင့်မိုးကြိုးရဲ့ငဲတံပောင်းမကြည့်မဆန့်អော်နေတဲ့အတန်ဟာပတ်ဝန်းကျင်တစ်ခုလုံးကိုကျဲလောင်စွာဖုံးလွှမ်းသွားခဲ့ပါတယ်။မိမြပဲရိုက်နေတာကိုမသိမိုးကြိုးအတန်ငြိမ်ကျသွားပြီးမြေပေါ်ကိုပုတ်ခနဲ့ပြုတ်ကျလာခဲ့ပါတယ်။အရိုက်ခံထားရတဲ့သူ့တပည့်တွေကလည်းအချိန်နှီးမဟန်မှန်းရိတ်စားမိပြီးနောက်မှာတော့ပြုတ်ကျလာတဲ့မိုးကြိုးကိုဝိုင်းထမ်းပြီးတော့ပြေးကြပါတယ်။မိုးကြိုးလိုရက်ဆက်ကြမ်းကြုတ်တဲ့လူဟာအဘယ်ကြောင့်ပြန်ပြေးရတာကိုတော့ဘယ်သူမှမသိနိုင်ကြပါဘူး။ကိုယ်ဝန်လွယ်ချင်းကစပြီးတော့အရွယ်ရောက်လာတဲ့ဒီထူးခြားစမ်းကြယ်မှုတွေနဲ့ကြုံတွေ့နေရတဲ့ကိုမြင့်သိန်းတို့မိသားစုဟာရွာနေချုပ်ဆက်ပြောစမှတ်ပြဖြစ်နေပါတော့တယ် မရှိပြူလေဟာတိတက်တဲ့ရွယ်ရောက်ကလေးကစလို့အပြူပေါ်ဝင်တဲ့အချိန်ဒီဘာသာတရားအလုံးကိုင်းဆိုင်ပြီးတော့တရာတရားလဲကောင်းလာတာကြောင့်ပိုရထူးကြတာကမရှိပြူရဲ့အလာဤဒေတာဘက်မှာပြိုင်ဆန်ရှားလောက်ပါတယ်မိမချင်းတော့လဲပြန်ငေးရလောက်တဲ့အလာပါသူမရဲ့အလာတရားဟာနတ်မိမယ်လေးလားပြီးပြည့်စုံလာတာကြောင့်အနေနဲ့ရရက်ကကြွယ်ဝချမ်းသာတဲ့သူတွေဟာလဲမျက်စိကျပြီးတော့ပိုပန်တောင်းရမ်းကြတဲ့နာမည်ကြီးလာပါတယ် မရှင်ပြူလေးကတော့ဘသူ့ကိုမှလက်မခံဘဲနဲ့သူမရဲ့လုပ်ရဖြစ်တဲ့ဘာသာရေးကိုသာအာယုံဆိုင်နေခဲ့ပါတယ်။ဖះရတဲ့ចောင်းဆောင်နဲ့ပီတိဖြစ်နေရတာကိုပဲသူမနှစ်သက်နေခဲ့ပါတယ်။ဖះအောင်ကြော်မြမကြီးပင်အောင်ရက်ထိုင်တောင်းနေကြတဲ့အရက်ဝိုင်းတွေကကြော်မြရဲ့ညီဝန်းဝဲဖိုးတီကကြော်မြကိုလန့်ခေါ်လိုက်ခြင်းဖြစ်ပါတယ်။ဘာလဲဖိုးတီကမင်းမရှင်ပြူကိုကြိတ်ပိုးနေမှမဟုတ်ဘူးလားကွာ။ကြော်မြဟာကြွက်ကြော်တုံးကိုပါဇက်ထဲကိုပြစ်ထည့်လိုက်ရင်ဝါးနေရင်ကနေကြိတ်ပိုးရုံနဲ့ဘယ်ကမလဲကွာ။ဖိုးတီကလည်း ငါ့ဘီရဲ့အချိန်ဝါနဲ့တွားတောင်တောက်မိပြီကွာဖိုးပင်ကတောက်လက်စဖန်ခွဲကိုအောက်ချလိုက်ပြီးတော့ဟာကြော်မြငါ့ကိုကတဲလက်သွက်လိုက်လားကွာဘလို့လဲမရှင်ပြာလက်ခံလိုက်လားကြော်မြခေါင်းကိုအတွန်းတွန်းခါရမ်းလိုက်ပြီးတော့လက်မခံပါဘူးကွာညင်းလွတ်လိုက်တာပါပဲဟမ်ဒါအောင်မြမင်းကဒီတိုင်းပဲပြန်လာရဲ့ပေါ့ဖိုးသီးရဲ့စကားကိုကြော်မြကနားမလဲတဲ့ဟန်နဲ့ ဟဲ့ဖိုးဒီငါ့ကိုလက်မခံပါဘူးဆိုတော့ငါဘာထက်လို့အောင်မလဲကွာယမကာတကိုးကြောင့်မျက်လုံးများရည်ဝင်နေတဲ့ဖိုးတိတယောက်အကြံအများသည်လည်းရုံမှာကောက်ကြည့်လာခဲ့ပါတယ်ကြော်များကြော်များကြော်များမင်းကတကယ်ညံ့တဲ့ကောင်ပဲကွာမင်းပေတကြီးတယောက်လုံးရှိနေတာကွာရိုးရိုးတောင်းမရလို့ရှင်ဆန်းဆန်းတောင်းဖို့ကွာမင်းကလည်းခက်ခက်ကြွမမင်းဒီနောက်လာစမ်းပါဦးလားငါမင်းကိုအကြံဉာဏ်ကောင်းပေးမယ်ကြော်များတယောက်ကဖိုးတိနာကိုတိုးကပ်လိုက်တဲ့အခါမှာတော့ဘာများလဲကွာပြောစမ်းပါဦးကွာဖိုးတိကပတ်ဝန်းကျင်ကိုအနေငယ်တစ်ချက်အကဲခတ်လိုက်ပြီးတော့မှဒီလိုကွာ ဖိုးသီးပြောသမျှကိုခေါင်းတညင်းချင်းနဲ့နားထောင်နေနေနောက်ဆုံးမှာတော့အာဖြစ်ပါမလားဖိုးသီးကမရှင်ဖြူကတိုက်ကလာတာလို့လို့ဘာလို့လို့နဲ့နော်ငါတို့တွေဒုက္ခရောက်နေပါအောင်မဲ့ကွာဖိုးသီးတရွေးတွေကိုထွေနဲ့တစ်ချက်ထွေးလိုက်ပြီးတော့သွားစမ်းပါကွာဟိအောင်ဒီဘက်ခေကြီးမှာအဲ့ဒါတွေမရှိတော့ဘူးကွာအယုံကြည်လည်းမရှိဘူးကွာငါပြောတဲ့အတိုင်းမင်းလောက်မှာမရှင်ဖြူမင်းပိုင်ဆိုင်ရမှာနော်ဖိုးသီးရဲ့စကားကြောင့်ကျော်မြအတန်ညာတွေ့ဝေသွားပြီးတဲ့နောက်မှာတော့ကြာပါတယ်ကွာလုံမယ်ဖိုးသီးကမစ်စီစဉ်လိုက်တော့အေးဒီလိုမှဘောကွာကဲငါတို့ရဲ့အကျိုးအောင်မြင်မှုတွေတောက်ကြမယ်ကွာ အတူပါလာတဲ့လူနေအောင်နဲ့ကြော်များတို့ကအဲ့နေရာကောင်းကောင်းကြီးတောက်စားမူရစ်ခဲ့ကြပြီးတော့သူတို့ဘဝရဲ့သွေးပြက်၆ချားဘဝရဲ့အချိန်ကိုဖန်တီးမိလိုက်မှတော့ဘယ်သူကမှမသိလဲကြပါဘူး ဒီကနေ့မှာမက်ရှင်မျိုးရွာဦးခွန်ကြီးကျောင်းမှာသူမလူရန်ဆောက်လုပ်နေတဲ့တစောင်းကြီးကိုတွတ်ကြည့်ရင်းနဲ့ပြီးစည်းကနေပြီးမှပီတိဖြစ်နေခဲ့ပါတယ်။တစောင်းရဲ့ခြေနေကိုကြည့်ရှုပြီးတော့ပြန်ချိန်မှာနည်းနည်းလေးစောနေသေးတာနဲ့ရွာဦးစီဒီဘော်ကိုတက်ပြီးတော့တရားထိုင်နေမိပါတယ်။စိတ်ရဲ့အေးချမ်းခြင်းကြောင့်မိမြပဲထိုင်နေခဲ့တယ်လို့မသိပဲပတ်ဝန်းကျင်ကိုကြည့်တော့နေတောင်ဝင်စားပြုတ်နေခဲ့ပါပြီ။ဒီတိုင်းဆိုရင်အိမ်ကမိဘရဲ့လဲစိုးရိမ်နေကြတော့မယ်။မက်ရှင်မျိုးကတပတ်ကလေးပခုံးမော်တင်ပြီးတော့ခက်သွက်သွက်ရှောက်ရင်းနဲ့တနေရာရောက်မှာတော့ဟေးမက်ရှင်မျိုး ခေါ်တန်ကြတာကြောင့်နောက်ကိုလဲကြည့်လိုက်တော့သူမငင်းခဲ့တဲ့တကြီးထွန်းလာရဲ့သားကြော်မြဖြစ်နေပါတယ်မရှိမြူကမျက်နှာထားကိုတီတီထားပြီးတော့ဗကိဆက်ရှိလို့လဲကြော်မြတယ်မရှိမြူကမေးလိုက်တော့ကြော်မြခေါင်းကုတ်ဖင်ကုန်းနဲ့ဟိုဟိုကလေဟိုအရှိကနေကြော်မြဟာရောင်နှောင်လုံနေစင်ပါပဲမရှိမြူရဲ့ဇက်ဘိုးကိုအနောက်ကတစုံတယောက်ကအားနဲ့ရိုက်ခြင်းကိုခံလဲရပါတယ်နာကျင်ခြင်းကြောင့်မရှိမြူကအမြင်များမိုးဝေလျက်နားထဲမှာလူတန်တချို့ကိုပဲကြားလဲရပါတယ်ဟဲ့ကြော်မြ ။ဘာလုံနေရလဲကွာမြင်မြတ်မလေးကွာတော်ကြတယောက်ယောက်မြင်သွားလို့ရှိရအကုန်လုံးဒုက္ခရောက်ကုန်မယ်ကွာ။အေးအေးပါကွာလုတ်ပါပြီမင်းရလဲ။မရှိမျိုးကိုထမ်းပြီးတော့ကျော်မြတ်တို့ဘွယ်ကရွာပြင်ကကိုချင်းငွေတို့ရဲ့ယာကင်းနဲ့ကိုပြေးပါတယ်။မှောင်နေပြီမလို့လူရုံမာတို့တတ်တရလဲအခါခွင့်တက်လာပါတယ်။ကျော်မြတ်တို့ဘွယ်ထမ်းပြေးနေတဲ့ယာကင်းနာကိုမရောက်မြင်ပါပဲခလန်းလန်းညောင်မင်းကြီးနာကိုရောက်ကျော်မြတ်တရားရှေ့ကိုသွားလို့မရတော့ဘဲနဲ့တနေရာထဲမှာပဲထန်းလျက်အနေထားနဲ့ရုန်းကန်နေရပါတယ်။ဟာဟိအောင်ကျော်မြတ်သွားလေကွာဘာလို့မရလဲသွားဟာ ကျော်မြကလည်းအသေးအံရုံးကနေရင်ကနေအပုတ်နဲ့တော့မတရီစရာလိုင်ထလာတာကြောင့်မခံမရနိုင်အောင်ပဲမမမရတော့ဘူးကွာဖိုးတီဟာငါခြေတော့တွေလုံးလို့မရတော့ဘူးကွာနောက်ပြီးတော့ငါအပုတ်နဲ့နေရနေရကွာဖိုးတီဟာစိတ်မရှိရနဲ့ကျော်မြနားကိုကပ်ပြီးတော့အာအဓိပ္ပာယ်မရှိတာကွာမင်းမထမ်းနိုင်လို့ရှိရင်ငါကူထမ်းမိမယ်ကွာပေပေငေါ့ပေကျော်မြပခုံးပေါ်မှာတရီလေးမိန်မျောနေတဲ့မတ်ရှင်ဖြူကိုဖိုးတီဟာထမ်းဖို့ကြိလိုက်စင်မှာတော့ဖိုးတီဟာမျက်လုံးများပြူးကျယ်လျက်နောက်ကိုရုတ်တရက်ဖိနှိပ်ကြသွားခဲ့ပါတယ် ချွတ်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 များမင်းထန်းလာတာမရှိမျိုးမဟုတ်ဘူးကွာကျော်မြရဲ့စကားကြောင့်အတူတူပြေးလာတဲ့အဖော်နေရပါကျော်မြပခုံးမော်ကိုကြည့်လိုက်စင်မှာတော့တွေးပြက်ခြောက်ကြသွားကြပြီးတော့နောက်ကျောင်းကိုပြန်ပြေးပြီမဲ့နောက်ကျသွားခဲ့ပါပြီသူတို့ခြေထောက်များလုံမရကြတော့ပါကျော်မြပခုံးမော်ကထန်းလာတဲ့အရာကိုအောက်ကိုအလင်းမြပစ်ချလိုက်တဲ့အခါမှာတော့ပုတ်ပွားပြီးတော့မဲနဲ့နေတဲ့အလောင်းကောင်ကြီးတကူပင်ဖြစ်နေပါတယ်ဘာဘာဖြစ်ကုန်တာလဲကွာကျော်မြတယောက်ကကြောက်စိတ်တွေနဲ့ရေရွပြီးတော့ပြေးဖို့ကြံရွယ်နေပေမဲ့လည်းသူတို့အားလုံးရဲ့ခြေထောက်တွေကတော့လုံမရကြတော့ပါဘူး အဲဒီအချိန်မှာပဲပြစ်ချတာတဲ့လောင်းကောင်ကြီးကထလာခဲ့ပါတယ်တနာရမတ်သွေးကြွားပြီးတော့မပြစ်မားတဲ့နာကိုပြစ်မားခြင်းနဲ့ကောင်းတယ်ဒီနေ့ဟာမင်းတို့ရဲ့သေမဲ့နေပဲကွာကျော်များတို့မျက်ရည်လေးယိုစီးကြလဲလှုပ်လေးချီပြီးတော့တောင်းပန်ကြပါတယ်ကြောက်ကြောက်ပါဗျာနောက်မလှုပ်တော့ပါဘူးဗျာဘလို့ပင်တောင်းပန်နေပေမဲ့လည်းအဲ့ဒီလောင်းကောင်ကြီးကတော့ဘလို့မှခွင့်လွှတ်မဲ့ပုံလည်းပုံမနေပါဘူး အလောင်းကောင်ကြီးတစ်ခုခုကိုရေရွတ်ပြီးတော့နဘေးကနေညောင်မင်းကြီးစီကတရွတ်ရွတ်ဆင်းလာကြတဲ့ပုံစံမျိုးမျိုးသောအရေးလိုလိုအရာတွေကကြော်များတို့အုပ်စုတောင်တက်တက်မတ်မတ်လာနေကြပြီးတော့အော်ဟစ်အကူကြီးတောင်းနေပေမဲ့လည်းအတန်နေရာထူးဆန်းစွာနဲ့ထွက်မလာတော့ပါဘူး။အမောင်ထဲမှာတော့သွေးပြက်လူမတက်အဖြစ်ပြက်တွေကိုလူပြက်တဲ့နေရာမလို့ဘယ်သူကမှလည်းမသိရှိနိုင်တော့ပါဘူး။ ွန်မြင့်သိန်းတို့လင်မယားဆေးဆရာများကိုပင်ထားပြီးတော့မရှင်မျိုးကိုကုသနေကြရပါတယ်။တမင်းလေးသာတခုခုဖြစ်သွားရင်ဆိုတဲ့စိတ်နဲ့မမျှရင်လည်းတညာလုံးမျက်ရည်တွေနဲ့မအိပ်နိုင်ပါဘူး။အာယုံတက်ခဏီမှာတော့မရှင်မျိုးကသတိပြန်ရလာခဲ့ပါတယ်။ကွန်မြသိန်းတို့လင်မယားတမင်းလေးရှင်မျိုးနာမှာအပြေးလွှတ်နေရယူလိုက်ကြပြီးတော့တမင်းတမင်းလေးတက်တာလေတမင်းလေးမရှင်မျိုးတယောက်စိုးရင်ချင်းနေနဲ့ပြည့်နေနေတဲ့မိဘနှစ်ပါးရဲ့မျက်နှာကိုကြည့်နေတယ်။တက်တာပါတယ်ဖေနဲ့မေရဲ့။ဒါနဲ့တမင်းအိမ်ကိုဘလို့ပြန်ရောက်လာလဲ။ ွင်မြင့်သိန်းကလည်းအခုမှရင်ထဲကအပူလုံးကျသွားပြီးတော့အကျန်းရည်တစ်ခွက်ငဲ့တော့ပါညာသမီးလေးနောက်ကျနေတော့အဖေတို့လိုက်ရှာကြပါတယ်ဒါပေမဲ့မတွေ့ဘူးသမီးရဲ့သမီးရဲ့အမေကလည်းငိုနေပြီလေအဖေလည်းကြံရမရနဲ့ရွာလူကြီးအိမ်ကိုသွားဖို့အတွက်အိမ်ထဲကအထွက်ဂရောင်းကိုမြောက်နေအောင်ကြိုက်ထားလူကြီးတယောက်ကငါသမီးကိုထမ်းလာပြီးတော့ခြံထဲဝင်လာတယ်အဖေလည်းအဲ့လူကြီးကိုအထင်လွဲပြီးတော့ပြဿနာရှာဖို့လုပ်တယ်ဒါနဲ့အဲ့လူကြီးကရှင်းပြတယ်သမီးကိုလမ်းမှာလဲနေရတွေ့လို့သူလာပို့ပေးတာပါတယ်အဲ့လူကြီးကပေါင်မှာထိုးခွင့်နေတယ် နောက်ပြီးတော့ရောင်တစောင်းကြီးကလည်းခြာထားသေးတယ်တမီးအဖေတော့ဘာမှတိတ်ပြီးမမေးလဲရပါဘူးမြန်မြန်ပဲပြန်ထွက်သွားတယ်မရှင်ဘူကအဖေဖြစ်သူကိုမြင့်သိရဲ့ပြောစကားတွေကိုနားထောင်ပြီးတခုခုကိုသိနေတဲ့ဟန်နဲ့ပြုံးလဲတမီးခဏနားလာမှာနော်မင်းနဲ့ပဲအဲ့လိုပြောပြီးတော့မျက်လုံးများမိတ်ကတရားမှန်ရင်လည်းအိတ်ဆက်နေပါတော့တယ်ရွာတွေကလူတွေကတော့ကိုချင်းငွေတို့ယာခဲမကိုအပြေးလွှားသွားနေကြပါပြီမမျက်ရင်လည်းအိမ်ရှိကထွက်ကြည့်ပြီးတော့ဘာများထူးသလဲဆိုပြီးသိကျင်တဲ့စေချောင်းဖြတ်သွားတဲ့လူတယောက်ကိုမေးကြည့်လိုက်ပါတယ်ဟဲ့ဘယ်သွားကြမလို့လဲဘာတွေဖြစ်လို့တော့ ရွာပြင်ကကိုချင်းငွေတို့ရာခင်းအဆက်နာမှာလေညောင်မဲအောက်မှာကြော်များတို့ဖိုးတီတို့အစုမျက်လုံးပြူပြီးရှာကြီးထွက်ပြီးတော့ဇက်ကျိုးတည်နေကြရတဲ့မမြရင်ကကြားရတဲ့တရေညောင်ရင်များပင်တုံသွားလဲစိတ်မကောင်းလိုက်တာဟဲ့ဒုက္ခပါပဲခြံရှိမှအပြန်လန်ပြောဆိုနေကြတာကိုအိရာတွေကနေကြားနေရတဲ့မရှင်မြူကတော့တရားမှတ်ရင်လည်းကြော်များတို့တွေမေတ္တာပို့ပေးနေမိပါတော့တယ်မရှင်မြူတက်တာလာပြီးတော့တိတ်မကြခင်မှာပဲကံတရားကမရှင်မြူတွေထိုးနှက်ဖို့ဖန်လာပါတော့တယ်ကိုမြင့်တယ် မမရဲ့ဒေါ်တာကြီးနဲ့ခေါ်လိုက်တဲ့တန်ကြောင့်ကိုမြင့်သိန်းတယောက်လန့်သွားမိပါတယ်။ဟာဘာတော့မမရဲ့ကနင်းကလည်းအလန့်တကြနဲ့မမရဲ့မျက်နှာကခက်တံနေပြီးတော့ဒေါ်တာကိုပောက်ကွဲနေတဲ့ပုံနဲ့ တော်ဟိုဘက်ရွာဆက်တည်းဦးချမ်းသာရဲ့သားနဲ့ကျုပ်သမီးကိုအိမ်တော်ရဲ့သားချပေးထားဖို့သဘောတူခဲ့ဆိုကိုမြင့်သိမမြရင်ကိုတူတူပြောရင်ဟန်ပြင်လိုက်ပါတယ်အေးဟုတ်တယ်ဟာငါတို့မှဒီသမီးလေးတယောက်ပဲရှိရမဟုတ်ဘူးလားငါတို့မရှိတော့တဲ့ခါကျရင်တကောင်ကျွတ်တမျက်နာနဲ့ဒုက္ခရောက်မအောင်မကြည့်ရလို့ပါဟာမမြရင်ကကြားရတဲ့စကားကြောင့်ရင်ထဲမှာစွန့်နေလေမျက်ရည်များပဲကြားလာခဲ့ပါတယ်ကိုမြသိရင်တော်မသိတာလည်းမဟုတ်ဘဲနဲ့ကျုပ်တို့သမီးလေးကတော့ကြောင့်တခုခုဖြစ်သွားလို့ရှိရင်ကျုပ်တော့ခွင့်မလုပ်ဘူးနော် ကမင်းတိုင်လဲအဲ့လိုကြာတော့စိတ်မကောင်းမှတို့ပေမဲ့လူကြီးချင်းစကားပြောထားပြီးပြီမလို့ဘာမှမတတ်နိုင်တော့နောက်ပြီးတော့ တိုက်ဆိုတာတွေကိုလည်းအယုံကြည်နေသူပြပြီးမဖြစ်နိုင်ဘူးလို့ပဲသူတွေးထားခဲ့ပါတယ်။မိဘနှစ်ပါးအပြန်အလှန်ပြောနေကြတာကိုအိမ်ငန်းတွေကလည်းကြားနေရသူမတ်ရှင်မျိုးဟာတရားမှတ်ရင်လည်းဖခင်ဖြစ်သူဇန္နာကိုလွန်ဆန်ခြင်းမရှိမိဘစိတ်ဆင်းရဲရမှာကိုသူမလိုလားခြင်းကြောင့်လည်းဖြစ်နေပါတယ်။နေရတွေတဖြည်းဖြည်းကုန်လွန်လာတာနဲ့များမတ်ရှင်ပြူဆောက်လို့လူရန်ထားတဲ့ဖះတစောင်းကြီးမှလည်းအပိသက်နေပြီဖြစ်ပါတယ်။တပတ်မှကလည်းမင်္ဂလာကိစ္စကိုအလင်းမြန်ဖြစ်မြောက်လို့စီစဉ်နေကြပါတယ်။ဖြစ်ကျင်လာတော့တစောင်းရည်စဲချပွဲနဲ့မင်္ဂလာပွဲဟာတရက်တာကွာခြားပါတယ်။မတ်ရှင်ပြူတယောက်တစောင်းကြီးကိုအမြန်ပြီးအောင်လိုအပ်သည်များဖြည့်စ ည်းပြီးတကလားရေဆက်ချလူရမ်းမွဲနေ့ကိုရောက်လာခဲ့ပါပြီ။ဆရာတော်များရဲ့ဆုံးမဩဝါဒများကိုခံယူပြီးတော့တရားနာရေဆက်ချရင်းနဲ့ထူးဆန်းစွာနဲ့ပဲမတ်ရှင်ဖြူမျက်ရည်များတသွင်သွင်းစီးကြလာခဲ့ပါတယ်။အားလုံးပြီးစီးသွားတဲ့နောက်မှာတော့မနက်ပြန်ဆိုရင်ဆက်တရေဦးချမ်းသာရဲ့သားနဲ့သူမလက်ဆက်ရတော့မှာပဲဖြစ်ပါတယ်။အရင်နေ့ညကမတ်ရှင်မျိုးမိဘနှစ်ပါးကိုကတော့ခြေစုပ်လက်နဲ့ပြုပြီးတော့ ဖះကန်းကိုဝင်ငါဖះကြော့ပြီးတော်တော်ကြာကြာတရားထိုင်နေခဲ့ပါတယ်မနက်ကင်းကလည်းမိုးမြအုပ်မိုင်းညုံမဲ့လျက်ရှိပြီးတော့တဲတဲမဲမဲရွာတော့မဲဟန်နဲ့ဒီကနေ့မင်္ဂလာပွဲကျမှမိုးခေါင်တဲ့ရက်ဒေတာမှာမိုးတွေအုပ်မိုင်းနေခြင်းကြောင့်မမျက်ရဲရင်နဲ့တခုခုကိုစိုးထိတ်နေမိပါတယ်သမီးလေးကလည်းအခုချိန်ဒီအခန်းထဲကနေထွက်မလာသေးတာကြောင့်မမျက်ရင်တယောက်သမီးခန်းထဲကိုဝင်နှိုးလိုက်တဲ့အခါမှာတော့သမီးလေးသမီးလေးရှင်ဖြူဟမ်ကွမင်းနေကွမင်းနေလောက်ပါအောင်ရှင်သမီးလေးကိုခေါ်လို့မရတော့ဘူးကွမင်းနေလာကြပါအောင်ရှင်လာကြပါအောင် မရှိပြူရဲ့လပ်ပါတဲ့ခန္ဓာကိုယ်လေးကိုထွေးပွေမမျှရင်တရားဟာအသေးကျွေလူမတန်းငိုကြွေးနေရပါတော့တယ်။ကိုမြင့်သိန်းနဲ့ပတ်ဝန်းကျင်ကလူတချို့ရောက်လာကြပြီးတော့စမ်းသပ်ကြည့်တဲ့အခါမှာတော့မရှင်ပြူလေးတရားဟာအသက်ရှိမနေတော့ပါပြုံးရောင်တန်းနေတဲ့မရှင်ပြူလေးရဲ့မျက်နှာကိုကြည့်ရင်လည်းကိုမြင့်သိန်းတရားသူ့ရဲ့မိုက်ပစ်တွေတွဲယွန်ကျိုးမရငိုကြွေးနေရပါတယ်။ငါမားတွေပါငါမားတွေပါငါသမီးလေးပေါ်မှာစိတ်မချနိုင်ခဲ့လို့ငါမလုချင်ပေမဲ့အယုံကြည်နေပြီးတော့မလုတင်တာတွေကလုခဲ့မိရ။သမီးလေးရဲ့ ဝိုင်းဝန်းကြည့်နေတဲ့လူအုပ်ကြီးကလည်းအဲ့ရဘုံမှာအသက်မဲ့နေပြီဖြစ်တဲ့မရှင်ဖြူလေးကိုကြည့်နေမျက်ရည်များမထိန်နိုင်ကြတော့ပဲနဲ့ငိုကြွေးပူဆွေးနေရပါတော့တယ်မရှင်ဖြူလေးရဲ့နာရီကိစ္စဘဝပြီးမြောက်သွားတဲ့အခါမှာလည်းမမျှရင်ဟာကိုမြင့်သိန်းနဲ့အတူမနေသမီးလေးရေစဲချနောက်ဆုံးလူရန်ခဲ့တဲ့ဖခင်တစောင်းကြီးထဲမှာယောဂီဝဘဝနဲ့တရားမှတ်ပြီးတော့စိတ်ကိုတည်ငြိမ်အောင်ကြိုးစားယူနေခဲ့ပါတယ်တယောက်တည်းရှိတဲ့သမီးလေးတို့အပူတော့ကကလည်းအတော်နဲ့တော့ဖြေမဆဲနိုင်ခဲ့ပါဘူးတညမှာတော့ထုံးနေကြကမမျှရင်တရားမှတ်ရင်လည်းရုတ်တရက်ငိုင်မြီးလာတာနဲ့တရားဖြုတ်ကအိတ်ဆက်ခဲ့ပါတယ်အမေ အမေ နားထဲမှာအမေဟူတဲ့အတန်ကိုမမျက်ရင်ကောင်းစွာကြားနေရပါတယ်။အရိတန်ကိုလည်းသူမကောင်းကောင်းမမိနေတဲ့အခါ"သမီးလေးသမီးလေးသမီးလေးရှင်ပြူလား"ဟုတ်ပါတယ်။အမေအာယုံနဲ့သူသမီးလေးမရှင်ပြူတဖြည်းဖြည်းနဲ့ပေါ်လာခဲ့ပါတယ်။မမျက်ရင်တို့ထံမှာနေခဲ့ရတယ်လို့ပုံစံမျိုးမဟုတ်ပဲနဲ့ network တစားတွေနဲ့ရွှေရောင်တွေတဖိတ်ဖိတ်တောက်ပလိုပါပဲ။အမေမမျက်ရင်ကသမီးလေးရှင်ပြူနာကိုဝမ်းတာခြင်းများစွာနဲ့ပြေးသွားပြီးတော့"သမီးလေးအမေကသမီးလေးကိုသတိရနေရသမီးလေးရဲ့" မရှင်ဖြူကတော့ထုံးစံတဲ့အပြုံးလေးနဲ့သမီးအတွက်စိတ်မပူပါနဲ့အမေရဲ့သမီးခုကောင်းမွန်ရာပုံပေါ်မှာခံစားနေရပါပြီအမေတို့ရဲ့ဂုဏ်ကျေးဇူးတွေကိုလည်းအမြဲတမ်းအမတ်ရနေပါတယ်အဖေကိုလည်းစိတ်မဆိုးပါနဲ့စိတ်မနာပါနဲ့နော်အမေအဖေစီကိုအမေပြန်ပါမမြရင်ကသမီးကိုလွမ်းတဲ့စိတ်တန်ရောစင်ကြီးတဲ့စိတ်ကြောင့်မျက်ရည်တို့ကြကသမီးလေးရဲ့အမေတို့စီကိုပြန်လာပါကွယ်မရှင်ဖြူကညှိုးငယ်တဲ့မျက်နှာလေးနဲ့ ကမကုံသေးရင်တော့တန်နရာတခွေ့မှာပြန်လာတွေ့ပါအောင်မထင်ပါရဲ့အမေရဲ့အဲလိုပြောရင်လည်းမရှင်ပြူဟာအမြင်အာရုံတွေကနေဝေဝါပြောက်ွယ်သွားခဲ့ပါတယ်တွေ့ကြုံဆုံွယ်ဖြစ်မြဲဓမ္မရာဆိုပေမဲ့မမျက်ရဲ့ရင်ထဲမှာတော့စွန့်နေကြေကွဲနေစေပါပဲဇလန်းလေးကတော့ဒီမှာနေမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျဇလန်းလေးကိုစွန့်ရတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ပြီလို့လေးမှာပြန်တွေ့ကြမယ်နော်မနဲ့ပြန်နေမနဲ့ပြန်နေမနဲ့ပြန်နေဆိုတွေ့ပြီးတော့ဘာဖြစ်လို့စိတ်ညစ်နေရလဲအရေးကြီးဆုံးကဒီနေ့ပဲသင်ကိုယ်တိုင်သင်ကိုယ်တိုင်တိဆောက်ရလိမ့်မယ် တကူရေးစွမ်းဆောင်ရည်ပြိုးရတဲ့ professional တယောက်ဖြစ်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ profit mobile ဖုန်းမြင်သင်တန်းကြောင်းကြိုဆိုလိုက်ပါတယ်ဗျကျွမ်းကျင်တဲ့ဝါရင်ဆရာတွေကနေထိရောက်တဲ့သင်ကြားမှုစနစ်တွေနဲ့စာတွေ့ရောလက်တွေ့ရောတူးချင်းစီကိုစိတ်ရှည်လက်ရှည်နဲ့အသေးစိတ်သင်ကြားပေးနေတဲ့သင်တန်းမှာနားမလည်လိုက်တဲ့သင်ခန်းစာတွေအတွက်ကိုလည်းအချိန်မရွေးပြန်လည်သင်ကြားနိုင်တဲ့အခွင့်အရေးကိုလည်း profit ကပေးထားပါသေးတယ်ကျွမ်းကျင်အောင်မြင်တဲ့သင်တန်းသားပေါင်းထောင်နဲ့ချီကိုမွေးထုတ်ပေးခဲ့ပြီးတော့လက်ရှိမှာလည်းသင်တန်းသားပေါင်းများစွာကိုသင်ကြားပေးနေတဲ့ဘဝအမှန်ကန်ချက်ရှိတဲ့တခုတည်းသောသင်တန်းကြောင့်မှာဖုန်းစာပစ်ဆိုင်တွေမှာဝင်ရောက်အလုပ်လုပ် က်ကင်မလားကိုပိုင်ဆိုင်ဖွင့်မလားဒါမှမဟုတ်ဖုန်းရောင်းဝယ်လုပ်မယ်ဆိုတဲ့သူတွေအတွက်ကိုလည်း profit mobile ဖုန်းမြင်တင်တဲ့ကြောင့်ကိုတက်ရောက်ပြီးတာနဲ့ကိုကြိုက်နှစ်သက်ရာကိုယုံကြည်မှုအပြည့်နဲ့ရွေးချယ်ရှောင်လန်းနိုင်မှာပဲဖြစ်ပါတယ်။နေကလာတက်ကြမယ်တင်တဲ့သားတွေအတွက်ကိုလည်းနေဖို့ထိုင်ဖို့အဆောင်အစားတင်တဲ့ကပဲစီစဉ်ပေးပါလိမ့်မယ်။ကျန်တဲ့သိကျင်နေတဲ့အသေးစိတ်အချက်လက်တွေကိုတော့ profit mobile ဖုန်းမြင်တင်တဲ့ကြောင့်ရဲ့ Facebook page ကနေပဲဖြစ်ဖြစ်ဒီရောက်ကဖုန်းနံပါတ်လေးတွေကနေပဲဖြစ်ဖြစ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။စိတ်ကူးအိမ်မက်တွေကိုဖန်တီးပုံဖော်နိုင်မဲ့တင်တဲ့အစီမိုဘိုင်းဖုန်းမြင်တင်တဲ့မှာဆို profit